ဒီ Moses ဆိုတော့အခု personal interview တွေ break ထားတယ်ပေါ့နော်အလုပ်အကြောင်းလေးတွေပဲ view ပေးပါလို့ပါဆိုတော့သူ့ကိုခလေးကို attention ရှာတယ်ထင်ပါဆိုလို့ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒါလေးတွေတော့မတို့ကရက်ထားတယ်ရက်ထားပြီးတော့ဒီ personal interview တွေလုံးဝဖြေခွင့်မပေးတော့ပါဘူးအဲ့တော့သူ့အလုပ်လေးကိုလည်းပြိုင်ပွဲကိုလည်းအအောင်စိုက်နိုင်အောင်ပေါ့နော်ဒီ Miss Universe Insane ပြိုင်ပွဲလေးကိုလည်းအအောင်စိုက်နိုင်အောင်ဒီနေ့ကဒီနေ့ကစစ်စရာမလို့ဘူးပေါ့နော်ဟိုဒါအမစိတ်ထင်ပေါ့စစ်စရာမလို့ဆိုတာအဲ Moses ချုပ်လေးကိုမွေးတော့သူက2009လောက်မှာမွေးရေပေါ့နော် ွေးပြီးတော့2000အဲ2000ခုနှစ်လောက်မှာအမတို့ကအမအမရေမိုးသက်ရွှေအမေတို့ကအိမ်အောင်ကြရတယ်ပေါ့ကြရမှာအဲ2000ခုနှစ်လောက်မှာအိမ်အောင်ကြပြီးတော့2000နှစ်မှာမိုးသက်ချိုလေးကိုမွေးတယ်မွေးပြီးတော့သူကသူသူ့ဟိုကျုပ်ကျုပ်ရှင်နေပါတယ်အကျိုးအဖို့တွေပါတယ်လောက်ပါတယ်သူ့ဖေကချစ်ပါတယ်ချစ်ပေးရဲအဲ့လို2005လောက်ကြမှာသူတို့အိမ်အောင်ကွဲတာဆိုတော့လေအဲ့လိုမျိုးဒီကနေ့ဆက်မယ်ဆိုရင်တော့မှဆက်ပေးမဲ့သူတွေကရှိနေရပဲလေဒီလား အဒီနေ့ရိုက်ကူးရေးလေးရကျတော့ဒီမှာဗောနော်ယိုကိုဟာမကိုတီဟာရဲ့အမရဲ့ဖိတ်လို့ဗောအဲ့တော့ဖိတ်တော့ဟိုအမလည်းအလုပ်တွေများတယ်ဂျားထဲကနေပြီးတော့လာပြီးတော့တက်ဖြစ်တာပါဟောမိုးဆက်ကဒီနေ့သူဟိုဟာသွားပတ်စပို့သွားလောက်တယ်ဗောနော်သူပြီးတော့အလုပ်ကိစ္စတွေလည်းရှိတော့သူနှစ်ကင်းလောက်ကြာရင်တော့သူလာမှာဗောဒီနေ့ကတော့အမညမလေးဒီတက်တော့ဆယ်ဒီယွန်းအိမ်ရာဆိုနေဟောမိတ်ကက်ကညမလေးနန်းရည်ဒီဝင်လဲဗောနော်သူလိမ့်ပေးရဗောအမသူ့သဘောကြတယ်အဲ့တော့မိတ်ကက်တွေဆိုနေဆိုအရန်ဟိုဟာဖြစ်တယ်ဗောနော်ကိုကဘွားကနေရောဝိတ်မချသေးဘူးဝိတ်မချသေးပဲမဲ့သူအဲ့လိုသူလိမ့် င်ပြီးရန်စင်ပြေရေပေါ့အဲ့လိုပုံစံမျိုးဆိုတော့ဂျိုကိုဟာမာကတော့အောင်မြင်ပြီးသားကုမ္ပဏီပေါ့နော်အခုဒီမှာ promotion ပေါ့ promotion လေးတွေချပေးနေတယ်အာသူဒီ match လ25ကနေပြီးတော့ April 7 3ထိပေါ့အဲ့သူတော်တော်များတယ်အဲ့ဘလောက်လဲဆိုတန်10ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းထိပေါ့နော်ချပေးနေတယ်ပေါ့အဲ့တော့အာဒီမှာမကြိုက်တဲ့ TV အကြီးတလုံးရှိတယ်သိလားအဲ့ဒါကအာအပြစ်မှာဆို3350ရှိတယ်ပေါ့နော်ဒါဒီမှာကို discount ချလိုက်တော့20နဲ့ 20ကျော်ပေါ့20ကျော်လောက်ပဲရှိတယ်တော်တော်ကြီးတယ်65လက်မှအာယိုကိုဟာမားပေါ့နော်ဒီထက်မကအများကြီးအများကြီးအကြီးကြီးအောင်မြင်ပါစေအာပြီးတော့ဒီလိုမျိုးပေါ့နော်ဟိုရိုက်ကူးရေးလည်းအများကြီးခဏခဏလုံနိုင်ပါစေလို့ဟောဒီမိုးဆက်ချိုတော့အခု personal interview တွေ break ထားတယ်ပေါ့နော်အလုပ်အကြောင်းလေးတွေပဲ view ပေးပါလို့ပါဆိုသူ့ကိုခလေးကို attention ရှာတယ်ထင်ပါဆိုလို့ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့တော့အဲ့ဒါလေးတွေတော့မတို့ကရက်ထားတယ်ရက်ထားပြီးတော့ဒီ personal interview တွေလုံးဝဖြေခွင့်မပေးတော့ပါဘူးအဲ့တော့သူ့အလုပ်လေးကိုလည်းပြိုင်ပွဲကိုလည်းအ င်စိုက်နိုင်အောင်ပေါ့နော်ဒါ Miss Universe Insane ပြိုင်ပွဲလေးကိုလည်းအာရုံစိုက်နိုင်အောင်သူကပြီးသွားရင်လည်းဒီပြိုင်ပွဲကာလပြီးသွားရင်လည်းဒီ Glory မတို့ Glory Talent Summer Agency နဲ့ဆက်ပြီးတော့အမှုပညာလုပ်တွေလုပ်သွားမယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့သူ့ကိုပြန်ထိန်းထားတဲ့သဘောပေါ့ဟုတ်အဲ့လိုမျိုးလေးတော့ရှိပါတယ်ဒီရနေ့ကဒီရနေ့ကစစ်စရာမလို့ဘူးပေါ့နော်ဟိုဒါအမစိတ်ချင်ပေါ့စစ်စရာမလို့ဆိုတာအဲမိုးစုပ်ချုပ်လေးကိုမွေးတော့သူက2009လောက်မှာမွေးရေပေါ့နော်မွေးပြီးတော့2000 အဲ2000ခုနှစ်လောက်မှာအမတို့ကအမအမမိုးသက်ရှင်အမေတို့ကအိမ်အောင်ကြရတယ်ပေါ့ကြရတယ်မှာအဲ2000ခုနှစ်လောက်မှာအိမ်အောင်ကြပြီးတော့2000နှစ်မှာ မိုးသက်ချုံလေးကိုမွေးတယ်မွေးပြီးတော့သူတို့ကသူသူဟိုကျုပ်ကျုပ်ရှင်နေပါတယ်အကျိုးပို့တွေပါတယ်လောက်ပါတယ်သူ့ဖေကချစ်ပါတယ်ချစ်ပေးရဲအဲ့လို2005လောက်ကြမှာသူတို့အိမ်တော်ကွဲတာဆိုတော့လေအဲ့လိုမျိုးဒီကနေ့ဆက်မယ်ဆိုရင်တော့မဆက်ပေးမဲ့သူတွေရာရှိနေရပဲလေဒီလားအဲ့တော့တကယ်လို့ဟိုဒါကတော့မားစိတ်ထဲမှာဒါမိုးသက်ချုံနဲ့ပတ်သက်ပြီးတော့ personal interview နဲ့ပတ်သက်ပြီးနောက်ဆုံးဖြေတာပေါ့နော်မှန်တကယ်ကတော့မဒီနေ့ဒီလိုကွဲမျိုးမှာတော့မဖြေချင်ဘူးပေါ့နော်မဖြေချင်ဘူးဆိုပေမဲ့အာ request တစ်ခုအနေနဲ့တော့ရှိရဲ့ ုတ်ပြီ DNA စစ်ပေးဆိုရင်စစ်ပေးမယ်ပေါ့เนาะမိုးဆက်ချိုလေးကို2026 match လာ14ရက်နေ့သူ့မွေးနေ့မှာအဖေတယောက်အနေနဲ့အဖေမြစ်တာလေးအဲ့တရက်လေးပေးပေးလို့ရမလားပေါ့ဒါ request ပေါ့เนาะအဲ့လိုလေးပေးပေးလို့ရတယ်ဆိုရင်ဒါဟိုရှိတယ်ပေါ့เนาะကိုကိုလည်းအများကြီးကူညီပေးပါမယ်ပေါ့အဒါတော့ကိုလည်းအဖေနဲ့ပတ်သက်ပြီးမိသားစုဒီလိုခံစားဘူးလို့အမက ဒါပြောပေးတာဗောနော်အမရဲ့သမီးလေးကိုအဲ့လိုမျိုးဗောနော်အဲ့လိုမျိုးရှိလောက်ပေးမယ်ဆိုရင်အမတို့ဘက်ကလည်းအဆင်သက်ပါပဲပေါ့နော်အဲ့တော့ဟို attention နဲ့ရှာတာမဟုတ်သလိုဒါမိုးဆက်ချုံနဲ့ပတ်သက်တဲ့ personal နဲ့နောက်ဆုံးယူခြင်းပေါ့နော်အမအနေနဲ့ပြောတာအမအလုပ်ကြောင်းတွေပဲပြောတာများတယ်ဆိုတော့လေအဲ့လိုမျိုးဆိုတော့အဲ့ဒါလေးတော့ရှိပါတယ်အာလုတ်လဲလုတ်ပေးစေချင်တယ်တကယ် तू ကမွေးနေဆိုရင်အဲ့လိုသူ့အမေဘလောက်ပဲ ဂယုဆိုင်ဆိုင်ပေါ့နော်သူ့မိဘလောက်ပဲချစ်ပေးချစ်ပေးသူ့မိသားစုတွေအကုန်လုံးပေါ့အဲ့လိုမျိုးချစ်ပေးပေမဲ့လည်းမွေးနေ့ဆိုရင်ထထဖောက်တယ်ထထဖောက်တယ်ပေါ့အဲ့လိုဖောက်ပြီးတော့အဲသူ့ကိုတော်တော်ပြီးတော့ဟိုဒီမွေးနေ့ဆိုတာနဲ့စကားတွေပြောစာတွေပို့သူသူ့ဘဝမှာသူ့ရဲ့ဖြစ်ခြင်းဆုံးဆန္ဒကသူဒီပြိုင်ပွဲတွေဘာယုံမှာတော့သူသိအာယုံမဆိုင်နိုင်ဘူးပေါ့နော်ခလေးရဒီသူ့ဖေနဲ့သူတရက်လောက်ပြည့်တွေ့ရဖို့ပဲပြောနေရဲ့ဟိုရက်တည်းကလည်းသူပြောတယ်တချဲတဲ့အာ တမီးတဲ့တွေ့ခွင့်ရအောင်မလားပေါ့တရက်လောက်ပဲဖြစ်ဖြစ်ပေါ့အာအဲ့လိုခံစားချက်ကဆိုးတယ်လीเนาะအဲ့လိုဆိုးတယ်အမိဘအပေါ်မှာသူကဒါဟောအာယုံစိုက်နေတာပေါ့ပြီးတော့သူငငယ်လေးတုန်းကဆိုရင်ねအာအဲ့လိုသူ့ဖေစကား TV မှာလာပြီးဆိုတော့ねပပပပဆိုထားခေါ်တော့သူတို့အိမ်တိုင်းလုံးတမီးသားဆိုလုံးကငိုရတယ်ပေါ့เนาะအဲ့လိုစိတ်မကောင်းနေဖြစ်ကြရတယ်ပေါ့ဒါအမကိုယ်တိုင်လည်းဖြစ်ပါတယ် ဲ့လိုမျိုးပေါ့နော်ဟိုဒီလိုမျိုးလေးသူတို့လုတ်ပေးမယ်ဆိုရင်လည်းမအားတို့ဘက်ကအဆင့်တပါပဲပေါ့နော်အဲ့လိုမျိုးလေးတော့ရှိပါတယ်ဟုတ်ဒါမှသူနဲ့ပတ်သက်ပြီးတော့နောက်ဆုံးပြောကြမှာခံစားရတယ်အမပထမဟိုအင်တာဗျူးမှာတော့မပြောလိုက်သေးရဲ့အာအလောက်ကအခုဘယ်လိုလဲဆိုတော့ဒီ Miss Universe Insane နဲ့လုတ်လိုက်တဲ့အချိန်မှာအမဒီ Glory ကလည်းအလောက်ရှုပ်တဲ့အချိန်ပေါ်တကြနာနေရောအလောက်တွေအရန်ရှုပ်နေရပါတော့နော်ဟိုဘက်ကဒီဘက်ကရှုပ်နေတဲ့အချိန် အဲ့လိုမျိုးမှာသူတို့တွေကိုသူတို့တယောက်တည်းတော့မဟုတ်ဘူးအမမစ်ကလေးတွေအကုန်လုံးအမပြောတယ်ဘသူမလုပ်ချင်လဲအမောက်တိုက်မယ်ပြောအဲ့ချိန်မှာဆိုရင်အာသူကတော့ဒီလိုမျိုးလေး view ချင်လဲဆိုတော့သူ view လိုက်တယ်ပေါ့သူ view လိုက်ပြီးတော့အဲ့ interview တက်လာတဲ့ချိန်ကျတော့အိမ်မမမေတို့ကလည်းရောက်နေရပေါ့ရောက်နေတော့အဲ့ interview လေးတက်လာတဲ့ချိန်မှာမမမမမေဟင်းချက်နေရောမမေမာကြည့်ကြည့်ရနာတော့ကိုရီးယားအဖေနဲ့ပတ်သက်ပြီးတော့ရှိထားတော့လေနော်အဲ့လိုမျိုးလေးတွေရှိတော့သူ့ interview ကိုကြည့်ပြီးတော့မမေနဲ့မမနဲ့ဆိုတော့အဲ့လိုငိုရဲပေါ့နော် အဲ့လိုရှိသူကလေတော်တော်တနာဖို့လည်းကောင်းတယ်အဲ့လိုမျိုးတခါတလေကြာငိမ့်နေရယ်အဲ့လိုငိမ့်ပြီးတော့သူတွေးနေရယ်သူ့ရဲ့စိတ်ထဲမှာက သူဒီဟာကိုသူသူ့ရဲ့ target ပေါ့သူ့ပန်းတိုင်းသူသူ့ရဲ့ဖြစ်ချင်ဆုံးဆန္ဒလို့ပြောလို့ရတာပေါ့နော်သူ့ဖြစ်ချင်ဆုံးဆန္ဒကသူ့ဘလောက်လဲဆိုအဲ့လိုသူ့ရဲ့ ဟိုနောက်ဆုံးပေါ့နော်သူ့ကိုမတောက်ဆိုနေအောင်သူကသွားတောက်မှန်မဲ့သဘောမှာရှိတယ်တွေးဝင်ပေးဖို့ဘောနော်လက်ရှိတက်ဆိုင်နေသူ့ကိုပေါ့လက်လိုမျိုးပေါ့လက်ရှိအမအိုဘောနော်အဲ့လိုမျိုးလေးတော့သူကသွားတောက်မှန်ပြီးတော့တောင်တွေးဖို့အဲ့လိုမျိုးပေါ့တွေးချင်တာလေးကိုသူပြောချင်တယ်ပေါ့နော်ဒါပေမဲ့မမဘက်ကလည်းအဲ့ဒါကိုခံစားလို့ရတော့သူ့ငွေနေပေါ့လာမယ့်နှစ်ငွေတွေလေးမှာရှိပြီးတော့ကောင်းမယ်ပေါ့နော်တော်ငယ်ငယ်လေးတုန်းကသူ့ဖေလာလာတွေးတော့သုံးကာလောက်သူတွေးရတော့ အဲ့ဒါလည်းပျော်မှာပေါ့နော်အဲဒီအကိုပေါ့အမယူထားအမနောက်ထပ်ဟိုယူရနောက်အိမ်လာပေါ့နော်အဲ့အကိုကိုမင်းလာသူကလည်းတော်တော်ချစ်ပေးရဲ့မိုးစက်ကိုအဲ့လိုအရန်ခယူစိုက်ပေးရဲ့ပေါ့ပြီးတော့နားလဲပေးရဲ့ပေါ့နော်ဟိုအဲ့တော့အမအနေနဲ့ကတော့ပြောချင်တာဟိုဘက်မိသားစုဒီဘက်မိသားစုတွေတော့ဟိုထိလည်းမထိခိုက်စေချင်ဘူးကောင်းကောင်းမွန်မွန်လေးနဲ့ပဲသွားစီချင်းနဲ့အဲ့တော့အမရဲ့သမီးလေးရဲ့ဆန္ဒကိုလည်းဖြည့်ဆည်းပေးလို့ရရင်ဒီလူပိုးကမှခဏလေးပဲပေါ့နော် အသက်ရှိခြင်းတဲ့အချိန်လေးပေါ့ဒီကလေးရဲ့ဆန္ဒလေးကိုသူ့ဝင်နေလေးတက်ရောက်တော့ပေးတွေးစေခြင်းတယ်ပေါ့ခုနကကိုနိုင်လူအင်တာဗျူးလေးလဲတွေးလိုက်တယ်အကိုကိုလည်းကျေးဇူးတင်ပါတယ်ဒါသူကလည်းသမီးလေးကိုချစ်ပြီးတော့ view ပေးတာပေါ့နော်အဲ့ဒါလည်းသူ့ကိုလည်းကျေးဇူးတင်ပါတယ်အာမိုးသားတော့ပြောတယ်ဆန္ဒစနေစနေနံနဲ့စားတယ်ဆိုတာပေါ့နော်အဲ့လိုပုံစံမျိုးလေးနဲ့ဟိုတော်တော်များတော့တိကြပါတယ်စမ်းကြောင်းပါပေါ့နော်ပြီးတော့သူတို့ခေတွန်းကအဆိုတော်တွေပေါ့အဲ့လိုနေမှာတချင်းနေလိုက်ဆိုတော့သူတို့တော်တော်များများလည်းတိကြပါတယ်အဲ့လိုမျိုးပေါ့ဟို အစနေနံနဲ့စပြီးတော့စတယ်ပေါ့ဘလို့လဲဆိုတော့ဟိုအရင်တော့ကတော့သူ့မိတို့နဲ့ကတော့မတို့ကခင်နေရပဲပြီးတော့ခရိယန်ချင်းချင်းလည်းဖြစ်နေတော့လေခရိယန်ချင်းချင်းဖြစ်နေတော့ခင်နေအမိသားစုလိုပဲဒါပေမဲ့ဟိုအရင်အတွင်းရေးတွေတော့မမသိဘူးပေါ့နော်ဒါပေမဲ့နောက်ပိုင်းနေကြတော့မှသိလာတာတွေပေါ့နော်ဒါသိလာတဲ့အချိန်ကျတော့တော်ပါတယ်သူ့အမိလည်းအရင်ဟိုဟိုထိန်းကြောင်ပေးတယ်တော်တယ်ပြီးတော့ ဟိုကယူစိုက်ပြီးရေပေါ့နော်သူတို့လင်မယားနှစ်ယောက်ဆိုတော့မိုးဆက်ကလေးကိုတောက်လျှောက်ကယူစိုက်ပြီးရေပေါ့အဲ့တော့မိုးဆက်အနေနဲ့ကြာတော့လဲခုနပြောသလိုပဲကယူစိုက်ပေးခြင်းမလိုတာမရရတာမလိုလေးပေါ့နော်ကလေးဆိုတော့တန်တာတယ်သူအမြဲတမ်းသူဖြစ်ချင်တဲ့သူဆန္ဒလေးပါပဲအဲ့လိုမျိုးပေါ့ဟုတ်အဲအဲ့လိုမျိုးတော့ဟိုဟိုကမဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးတော့အမားလည်းမကြားဘူးအဲဟိုခုနပြောသလိုမျိုးပေါ့သားသမီးတွေဟို အခုလည်းဟိုအဲ့ဒီအကူမှလည်းသားသမီးတွေရှိပါတယ်ရှိတော့ဟိုသားသမီးတွေမျက်နှာကြောက်လဲဟိုဟာမဖြစ်တာဖြစ်မှာပေါ့နော်မမမစိတ်ထင်ပေါ့အဲ့လိုမျိုးဆိုရင်လည်းအမမတို့ကဘာမှမဖြစ်ပါဘူးနားလဲပေးရပေါ့နော်နားလဲပေးရဒါပေမဲ့မိုးဆက်လေးလည်းသားသမီးပါပဲမိုးဆက်လေးလည်းသားသမီးပါပဲပေါ့နော်သမီးကြီးပါပဲမိုးဆက်လေးလည်းသမီးကြီးဆိုတော့သူခံစားချက်ကလေးကိုတရက်လောက်ဖြစ်ဖြစ် အဲ့လိုမျိုးအဖေမြတ်တာလေးပြန်လာပေးပေးပါလို့အမတို့ request လေးလုပ်ချင်တယ်အဲ့လိုပဲနော်ဆက်တော့မသွားပါဘူးဆက်မသွားဘူးဆိုတာအမတို့ရောမိုးဆက်တော့ရောအားလည်းမအားဘူးလေအမကကပြောသလိုမျိုးပဲမိုးဆက်ချုံနဲ့ပတ်သက်ရင်ဒီ interview ကအမနောက်ဆုံးပြုချင်းပေါ့နော်ခလေးကိုလည်းအမ personal လုံးဝ break ထားတယ်ပေါ့နော်အလုပ်ကြအလုပ်ဆိုရင်တော့ view ပေါ့အဲ့တော့ဟိုပြီးတော့ဒီ Yokohama ဆိုလည်းမိုးဆက်ကိုခေါ်ပေးတယ်အလုပ်ကလေးစိတ်နှမ်းတော့အများကြီးပဲပေါ့နော်အဲ့လို shooting လေးတွေခေါ်ပေးတာလည်းတကယ်ကျေးဇူးတင်ပါတယ်ဒီလားဟိုခလေးအနေနဲ့မှလေသူ့ရဲ့ဟိုဘဝရှောက်လန်းအတွက်ပေါ့နော်ရှောက်ဖို့ ော့လမ်းလေးလမ်းစာလေးတွေရလာတာပေါ့အဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါတယ်လို့အကုန်လုံးကိုလေအကုန်လုံးကိုမထိခိုက်စေချင်ဘူးလေနော်ဘသူ့ကိုမှလည်းမထိခိုက်စေချင်ဘူးပြီးတော့ဒါဟို Facebook မှာဆိုလည်းကြည့်လိုက်လေအမကိုယ်တိုင်တော့မှကြည့်လိုက်ဒီသတင်းတွေကြီးပဲဖြစ်နေတော့အမကိုယ်တိုင်တော့မှအေးများနေပြီတိလားအဲ့လိုမျိုးခလေးကိုလည်းပွဲကိုပဲအာယုံဆိုင်စီခြင်းနေပေါ့နော်အလောက်ကိုပဲအာယုံဆိုင်စီခြင်းနေအဲ့တော့ခုနကတော့အမပြောတဲ့ဟာလေးပဲပေါ့နော်အဲ့ဒါလေးတစ်ခုကတော့ ဒါမျောလင့်ထားတဲ့လိုမျိုးတော့ဆက်သွယ်လာလိုက်ပါလိမ့်မယ်တစ်ချိန်ချိန်ပေါ့เนาะအဲ့လိုမျိုးလေးသူ့မွေးနေလေးတရက်လောက်ပေါ့ဒီဟာလေးကိုပဲခေါင်းလေးနဲ့ထည့်ထားပေးရင်လည်းကျေနပ်ပါတယ်ပေါ့ဒါတော့လုတ်ပေးခြင်းနဲ့ဆိုရင်လည်းလုတ်ပေးလို့ရတဲ့အရာပါအရင်အတင်းအကျပ်ကြီးအမတို့တောင်းဆိုထားတော့မဟုတ်ပါဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးပါပဲဟုတ်သူကအဲ့ဟိုပါပေါ့လွတ်လွတ်ရှုခဲ့တာမဟုတ်၃ခေါက်လောက်တော့လာပြီးတော့မိုးဆက်ကိုသူတွေ့ရပေါ့နော်အဲ့လိုမျိုးတွေ့တယ်တဲ့ အရှူတင်ရအပြန်အဲ့လိုမျိုးပေါ့တစ်ခေါက်ကမနက်နှစ်နာရီထိုးဆိုလာလို့ရှူတင်ပြီးရောပေါ့အဲ့အဲ့လိုမျိုးလေးနဲ့တွေ့ရဆိုတော့အဲ့တွေ့တာကိုလည်းသူ့ရဲ့ဒုတိယဖေကဂယူးဆိုင်ပြီးတော့လိုက်ပို့ပေးရပေါ့နော်သူ့မိမိလည်းပါတယ်အဲ့အဲ့လိုမျိုးလေးတွေလှုပ်ပေးရပေါ့ဟိုမိဘတွေအနေနဲ့ပေါ့အဲ့တော့နောက်ပိုင်းဒီနည်းနည်းကြီးတဲ့အချိန်တွေကနေစပြီးတော့မတွေ့ရဘူးပေါ့နော်မတွေ့တော့ဘူးဆိုတော့သူကလည်းခလေးဆိုတော့အရင်လိုပြန်တွေ့ရမလားဆိုပြီးတော့စာတွေပဲတော်တော်ပို့ရင်ဘလော့တယ် အဲ့လိုမျိုးစားတွေတော်တော်ပို့ပြီဆိုရင်ဘလော့ဝါတာတို့အဲအဲ့လိုမျိုးလေးတွေပေါ့နော်ဟိုခလေးပြောတော့ဟိုဒါနားလဲပါတယ်ဟိုအိမ်တော်ကြီးတွေမှာနည်းနည်းပြိပခါလေးတွေတို့ဘာလို့ဖြစ်မှာဆိုးလို့ဖြစ်မှာပေါ့နော်အဲ့တော့နားလဲပါတယ်ဟိုမိုးဆက်ချိုရဲ့မမေကလည်းတော်တော်နားလဲပေးပြီးတော့တော်တော်ဟိုအရန်ဟိုနားလဲပေးပါတယ် အဲ့လိုမျိုးဟိုမိုးသက်ကတော့အမားတို့ကတော့ပြောထားရယ်ပေါ့နော်ဟိုတကယ်လို့အင်တာဗျူးတွေဖြေခဲ့တော့ရှိရင်လည်း personal နဲ့မပြူးဖို့ရယ်နောက်တစ်ခုကအာဘသူ့ကိုမှမထိခိုက်ဘူးဆိုရင်ပြောလို့ရရယ်ပေါ့နော်အဲ့တော့ဘသူ့ကိုမှမထိခိုက်ဘူး အဲတမီးရဲ့အဓိကဆန္ဒကိုပဲပြည့်မယ်ဆိုရင်ရတယ်ပေါ့နော်အဲအဲ့လိုလေးပဲပြောပေါ့ကျွန်တော်တော့မပြောတော့နဲ့ပေါ့အဲ့လိုမျိုးလိုပြောတယ်အဲ့တော့ဟိုဒီကနေတစ်ဆင့်အဲ Facebook သုံးနေရဲ့သူပဲဖြစ်တက်တော့ပဲဖြစ်ရဲ့အဲ့တခုပေါ့နော် request လုပ်ပြီးတော့ဟိုတောင်းပန်ပါတယ်လို့မိုးဆက်ရဲ့ interview လေးတွေတောက်လျှောက်တက်နေရရင်လည်းပတ်သက်ပြီးတော့အာအမားတို့ချူရိုဘက်ကပေါ့နော်ဒီ Miss Universe Insane ပေါ့နော်အဲ့ဒါရော Glory Agency ရောအမားတို့သူ့ကို personal တွေ plate ထားပါတယ်အဲ့ဒါတွေအနောက်ဆက်အဲစိတ်အနောက်ချက်လေးတွေဖြစ်သွားကြတယ်ဆိုရင်အဲဂျူဂျူကဒီကပဲတောင်းပန်ပေးပါတယ်လို့